ရူနိုကစာကိုစောင့်ဖတ်လိုက်သည်ထို့နောက်ဘေးနားတွင်ရှိတော့တွေးလက်ထောက်လာပြီးအစာကိုကမ်းပေးလိုက်ထို့စာတွင်တန်လျင်ရှိပြင်သစ်အရှေ့အိန္ဒိယကုမ္ပဏီစီမှလေဖြင့်ပို့လိုက်သောစာဖြစ်သည်တန်လျင်မြို့ဝန်တပ်များလေစာကိုလာရောက်ဖမ်းဆီးစဉ်က လေစာကငလေးကိုခေါ်ယူပြီးပြင်သစ်အရှေ့အိန္ဒိယကုမ္ပဏီရုံးထံအကူအညီတောင်းခံလာစေခြင်းဖြစ်သည်လာပြီးကစာကိုဖတ်ပြီးဘရူနိုရှေ့တွင်ချထားလိုက် ီဇာကတော့ပြင်သစ်ဆိုရရဲ့တန်တမန်ခွင့်ရေးကိုတုံးပြီးတော့သူ့တက်ကိုကဲပေးဖို့ပြောလာတာပဲသူ့တက်ကိုကဲပေးရင်တကုံနဲ့ပတိန်ခန္တက်ကိစ္စကိုသူရအောင်ကူညီမယ်ဆိုတော့ဘယ်လိုစဉ်းစားထားလဲမစီယာဘလူးနော်ဒီကိစ္စကိုဝင်ပါမယ်ဆိုရင်တော့ပွန်ဒီချယ်ရီကနိုင်ငံရေးအကြောင်းကိုလည်းငါတို့ထပ်တွက်ဖို့လိုမယ်အိန္ဒိယမြေပေါ်ရှိအင်္ဂလိပ်တော်နဲ့အားပြိုင်နေတဲ့ပြင်သစ်ကိစ္စအခြေအနေကလည်းဆိုးရွားနေတယ်မဟုတ်လားကာနာတစ်စစ်ပွဲတွင်ပြင်သစ်တို့လက်အောက်မှာလွတ်မြောက်သွားခဲ့တော့ အင်္ဂလိပ်လူငယ်ဘိုရောဘတ်ကလိုက်ဗီဒီအင်္ဂလိပ်တပ်များကိုပြန်လည်စုစည်းပြီးပြင်သစ်ပိုင်နယ်မြေများကိုထိုးစစ်ဆင်ခဲ့သည်1952တွင်စတင်ခဲ့သောဒုတိယကာနတစ်စစ်ပွဲတွင် ပြင်သစ်တို့၏အိန္ဒိယရှိကိုလိုနီတပ်တော်တော်များများလက်နက်ချညှန့်ခံခဲ့ကြရ၏ဆုံးရှုံးမှုများစွာနှင့်ရင်ဆိုင်နေရသောပွန်တီချယ်ရှိ ပြင်သစ်ဘီရင်ခံဒူပလေကို ပါရီရှိအစိုးရကပြန်လည်ခေါ်ယူပြီးချားဂေါ်ဒီဟူအာဘီရင်ခံအဖြစ်ခန့်အမိသတင်းများထွက်ပေါ်နေပြီဖြစ်သည် ဟန်တာဝရီပြင်ဟာအထက်ပိုင်းမှာလည်းအင်းဝါကိုလက်လွတ်လိုက်ရပြီဒီတော့ဟန်တာဝရီမှာသူ့ကိုနန်းချဖို့ကြိုးစားတဲ့ဘယ်အင်အားစုကိုမဆိုအရှင်ထားမှာမဟုတ်တော့အင်းဝါပြင်ဟောင်းစစ်အုပ်စုကိုဆိုရင်တော့ပိုဆိုးတာပေါ့လွေစာကိုလည်းသူ့ကိုကိုမျက်ချင်းကိုမျက်ပြစ်မှာပဲကျွန်တော်သိရတဲ့လောက်တော့ဒီကိစ္စရဲ့ဆက်နက်ကအင်္ဂလိပ်ကောင်တွေပဲဆိုတာမွန်စီယာဘရူနိုလည်းသိတာပဲလွေစာကိုငါတို့လက်လွတ်လိုက်ရင်ဘာဖြစ်မလဲဆိုတာစဉ်းစားရမယ်လာပြီး လူစားပါခိုင်းလိုက်တဲ့သတင်းစကားအရဆိုရင်ဒီကိစ္စမှာအင်္ဂလိပ်တွေဟာအင်ဝါပင်ဟောင်းအုပ်စုပြင်လူစားကိုပါဟန်တာရီနန်းတွင်ကရှင်းထုတ်ချင်တယ်ဘောပဲဟန်တာရီပြင်မိသားစုနဲ့ယဉ်နီးနေတဲ့လူစားကိုပြင်တက်လူလို့သူတို့သတ်မှတ်ထားကြပုံပေါ်တယ်ဥပ္ပယာစာရဲ့တဘောသားကတော့အင်ဝါအထက်ပိုင်းကိုသူတို့အနိုင်မရမချင်းအင်္ဂလိပ်ကိုရောတို့ကိုပါကြိုးရှည်ရှည်နဲ့လှမ်းထားပြီးလက်နက်ကိစ္စအပေးယူလို့လုံမဲ့တဘောမှာရှိနေတယ် လူစားဟာပြင်သစ်ဘီရင်ကန်ဒူပလီနဲ့တွေ့ဆုံခဲ့မှုတဲ့တန်တမန်ကြီးတယောက်ဖြစ်တယ်ဆိုတဲ့အချက်ကိုသူသတိတော့ထားမိမယ်ထင်ပါတယ်။ဘာပဲဖြစ်ဖြစ်ပါမွန်စီယာအင်္ဂလိပ်တွေအနေနဲ့ပြင်သစ်ဘက်ကလူလို့သူတို့ထင်တဲ့လူစားကိုနှိမ်နှင်းနိုင်သွားပြီဆိုပြီးစိတ်အားတက်ကြွသွားမှာကိုအဖြစ်မခံပါနဲ့။အိန္ဒိယမှာဖြစ်ခဲ့တဲ့အဖြစ်လိုမျိုးဒီမြေမှာကျွန်တော်တို့ထပ်အဆုံးရှုံးမခံနိုင်ဘူး။နောက်ပြီးလူစားလို့မျိုးသမီးပေါ်မှာကျုပ်တို့ကျေးဇူးကျွေးတင်နေတာဟာကျုပ်တို့အတွက်အကျိုးမြတ်ပဲမဟုတ်လား။ ဒီကိစ္စမှာလူစားကြောင့်ဟန်တာရီနန်းတွင်နဲ့ငါတို့ဆက်ဆံရေးထိခိုက်နိုင်တာကိုလည်းထည့်စဉ်းစားရမယ်လာပြီမွန်စီယာစဉ်းစားပါဦးလူစားကိုကုညီလိုက်ခြင်းအဖြစ်လူစားဟာတကယ်ပဲကျုပ်တို့လူဖြစ်လာနိုင်တယ်နော်ငါစဉ်းစားပြီးပြီဒီကိစ္စနဲ့ငါတို့ဝေးဝေးနေကြမယ်လာပြီလာပြီကစိတ်မသက်သာစွာဖြင့်ခေါင်းကိုခါလိုက်သည်ဒီမျိုးသမီးရဲ့အရေးတွေးကိုခမရရောကျုပ်ပါမြင်ခဲ့တွေ့ခဲ့ဘူးလားပဲသူ့ကိုဆုံးဆုံးလိုက်ရမှာကိုတော့ကျုပ်နှမျောမိတယ် မင်းကဒီမျိုးသမီးကိုကြိုက်နေတာလားလာပြီဟိုကောင်လေးမိလက်တော့ကလည်းသူ့ကြောခွင်းထဲမှာမိပြီးအယိုးမိုးတိုးဝင်မိသွားတာမင်းလည်းသူနဲ့အတူတူဖြစ်နေပြီလားလာပြီကခက်ထစ်ထစ်ပြုံးလိုက်သည်မဟုတ်ဘူးမွန်စီယာကျုပ်မှတားနေမရနဲ့ပါဒါပေမဲ့လီစာနဲ့တွေ့တဲ့ခါတိုင်းသူ့ရဲ့စိတ်ဓာတ်ပြတ်သားမှုနဲ့ရဲရွမှုတွေကိုကျုပ်မြင်ရတယ်သူ့ရဲ့ပြည့်ရည်တွေဟာသူ့အလှပလိုပဲကြောက်စရာကောင်းမယ်ဆိုတာကျုပ်သိပြီးတာပါဒါပေမဲ့အာရှဒေတာကလူစိမ့်နေကြခြေပင်လာရတဲ့ နောက်တိုင်းသူအမျိုးသမီးတယောက်အနေနဲ့သူ့အခက်ခဲတွေသူ့ဘဝရဲ့ဒစိမ့်ဆန်မှုတွေကိုကြုံနားလေတယ်ကိုချင်းစားတယ်ဒါကြောင့်မွန်စီယာမကူညီနိုင်ဘူးဆိုပေမဲ့ကျုပ်ကသူ့ကိုရအောင်ကူညီမယ်ဒါကတော့မင်းရဲ့လွတ်လပ်ခွင့်ပဲလာပြီဒါပေမဲ့အခုတော့ရှိတယ်မင်းရဲ့ကူညီမှုဟာမင်းရဲ့ကူညီမှုပဲဖြစ်ပါစေငါရော ပြင်တက်ဆိုရရဲ့နာမည်ကိုရောပါမတုံးမိပါစေနဲ့လာပြီကဘရူနိုအာမဲ့ပြုံပြုံးကအပြင်တို့ထွက်သွားပြီချွီး နှစ်ပေါင်းများစွာကရင်းနှီးခဲ့ဘူးတော့ငွေသက်တစ်ခုကိုလေးစားခံစားလိုက်ရသည်ဝင်းနောက်မှတစုံတယောက်ကသူ့အားဆောင်တွန်းလိုက်လေးစားကအချုပ်ခန်းတွင်တော့ဝင်လိုက်သည်နဘေးတွင်ပါလာတော့ထောင်းမှုတန်းကလေးစားကိုလက်မောင်းမှဆွဲကခေါ်သွား၏မှုတန်းသူ့ကအထိတ်တုံတော့ကိုဖွင့်လိုက်သည်ကျန်တဲ့လူတွေခြေောက်တွေထုံမထားနဲ့တော့ငင်းငင်းနေကြထို့နောက်လေးစားအထိုင်ခိုင်းကခြေောက်တစ်ဖက်ကိုထိတ်တုံအတွင်းတော့ထည့်လိုက်သည်လွေစာဤမျက်နှာချမ်းဆိုင်နှင့်ဘေးနှဖက်တွင် ူနှုတ်ဦးစီရှိနေဒီကိုအလင်းအောင်တက်တက်ဖြင့်လေးစားသတိထားမိသည်မျက်လုံးများမှာအမောင်ထုထဲတွင်ကျင့်တာမရသည်သဖြင့်မတဲခွက်လားထောင်မှုတန်းများပြန်ထွက်သွားကြ၏လေးစားရှင်လည်းရောက်လာပြီပေါ့ရှေ့တဲ့ထဲမှာခေါ်လိုက်သည့်အတန်ကိုလေးစားမှတ်မိသွားသည်မင်းသမီးနန်းတယ်မဟုတ်လားဟုတ်တယ်ရှင်ဘေးမှာကမြေတူးမင်းသမီးရှင်နေအံ့လေထို့အခါမှာလေးစားနှင့်ထိတ်တုံးတစ်ခုရဲ့အတူခက်ခံထားရပြီးလဲလျောင်းနေတော့မြို့သမီးငယ်ကိုလေးစားသတိထားမိလိုက်သည် မမလွေစာအတန်ကဖြောတော့တော့မှန်ပါမင်းသမီးကျွန်တော်မျိုးမှာပါသူနေမကောင်းမှုလွေစာအဖျားတွေလည်းတက်နေတယ်အမောင်တဲတွင်မျက်လုံးကျင့်သာရစာပြုတ်ပြီးဖြစ်သည်လွေစာက ရှင်နေအိုင်ခနာကိုကိုစမ်းတက်ကြည့်လိုက်သည်ပူချစ်နေတာပဲထောင်မှုတန်းတွေကိုမပြောပြဘူးလားမင်းသမီးလွေစာကတစ်ဖက်မှနန်းတွေကိုမေးလိုက်သည်ပြောထားတာပဲဘာမှလာမလုပ်ပေးဘူးစခေါ်လာတဲ့နေ့ကလေးကတည့်ရက်ပဲစစ်ဆေးပြီးဒီထဲပြစ်ထည့်ထားတာပဲ ကိုတော်ကြီးဖျားနဲ့မိဖုရားတွေကိုတော့ဘယ်မှာချုပ်ထားတယ်မပြောတတ်ဘူးမမလူစားကိုရောဘယ်ကခေါ်လာတာလဲကျွန်တော်မျိုးမကတန်လျင်မှာအလုပ်ကိစ္စနဲ့ရောက်နေတော့ဖန်ခံရတာပါနန်းတွယ်ကြောင့်ဒီလိုဖြစ်ရတာစိတ်မကောင်းပါဘူးလူစားကဘာမှပြန်မပြောပဲအချုပ်ခန်းကျမ်းပြင်ပေါ်တယ်လဲချလိုက်သည်လွန်ခဲ့တဲ့နှစ်20နီးပါးလောက်ကအင်းဝါကမောင်မဲနေတဲ့ဒီလိုအချုပ်ခန်းထဲမှာနေခဲ့ဘူးတယ်အဲ့ဒီချိန်မှာမင်းသမီးတို့ကတော့ခန်းနာတဲ့နန်းတော်ကြီးထဲမှာပေါ့ဆက်ပြောပါဦးမမလေးသား အတွင်းဝန်အားကရွှေတောင်ကိုတတ်မှုနဲ့အဖမ်းခံခဲ့ရတယ်။တခြားယောက်ျားနှစ်ယောက်နဲ့အတူတူပေါ့လေ။ယောက်ျားနှစ်ယောက်ဟုတ်လားဘ누구တွေလဲ။ကျွန်တော်မျိုးမကိုကောက်ခွဲပေးခဲ့တဲ့ယောက်ျားတွေပါ။ထားလိုက်ပါတော့။အဲ့ဒီတော့ကကျွန်တော်မျိုးမဟာတေးတန်ကြခံရဖို့တေးကြနေခြင်းပေါ့။ကျွန်တော်မျိုးမနဲ့အတူအခုလိုတခန်းထဲမှာရှိနေတဲ့နောက်ထပ်မင်းကလေးတစ်ယောက်ရှိသေးတယ်။သူလည်းတိုင်းပြည်ကိုပုံကံမှုနဲ့တေးတန်ကြခံထားရတဲ့သူပဲ။ဟုတ်လား။အဲ့ဒီတော့ကတိုင်းပြည်ကိုပုံကံနဲ့မိမရှိတယ်ဆိုတာ နန်းတယ်ဖြစ်တခါမှမကြောက်ဘူးပါဘူးရှိတာပေါ့အမင်းတို့တိတ်ရှိခဲ့တာပေါ့သူ့နံမီကနားလဲတဲ့ကိုယ်ကောင်းဆောင်ဂုဏ်အိမ်ရနမပဲသူတေသွားပြီလားဟင်းအင်းသူရောကျွန်တော်မျိုးမပါတေတံကနေလွတ်မြောက်ခဲ့ကြတယ်အဲ့ဒီကြောင်ပြောပြပါလားယင်အချိန်မီများကြာသွားလိမ့်မလို့ထောင်ကမကြီးဖွင့်နေတဲ့သူမိတို့အယောင်များကြောင့်လူစားကပြောလက်စားစကားကိုရက်တန့်လိုက်ပြီးထောင်ဥဒန်တို့ကတော့ကလောက်ကိုဖွင့်ကဝင်လာ၏ ထို့နောက်လေစာအားထိတ်တုံးမှဖြုတ်ပေးကအပြင်သို့ဆွဲခေါ်လာသည်အချုပ်ခန်း၏ပြင်ပရှိဇရက်ပုံဆောက်ဦးပေါ်တွင်လေစာအားထိုင်ခိုင်းလိုက်မကြမီလူနှုတ်ဇရက်ပေါ်သို့တက်လာသည်ပုံမင်းတလပန်တလပန်မှာခြေရောက်တန်ရာတက်တာစားဖြစ်တော်လဲလေကအသက်ဆင်းများတွင်လူသူတွဲပေးနေရသည်တလပန်ကလေစာ၏ရှေ့တွင်ထိုင်လိုက်သည်ကျုပ်ခြေရောက်တန်ရာကိုဆေးကုနေတာအင်းဝပင်ဟောင်းနဲ့မြို့ကြီးမင်းသမီးတရင်ကိုတော့ကြားပါတယ် ီကိစ္စမှာခမည်းတော်ကဖမ်းလိုက်မယ်လို့တော့မထင်ထားမိဘူးအခုကဘလို့သိတာလဲပြင်တက်လက်ထောက်တန်မှလာပြီးကျုပ်စီလာတွေ့သွားတယ်ခမည်းတော်ကပြင်တက်တွေကိုအကူကြီးတောင်းခဲ့တယ်ပြောတယ်ဒါပေမဲ့တန်ကိုစလဲဘရူနိုကခမည်းတော်ကိုကယ်ဖို့တဘောမတူဘူးဒါကြောင့်လာပြီးကသူ့တဘောနဲ့သူကျုပ်စီလာပြီးအကူကြီးလာတောင်းတာပဲရှင်ကဟန်တော်ရီဘင်းရဲ့စစ်သူကြီးလေတာလဘန်ရှင်ကျမကိုကိုကြီးရင်ရှင်မမင်းပြင်းမင်းနဲ့တင့်နေလိမ့်မယ် ဒီကိစ္စကိုခမုံးသိရင်ခမရအသက်ကိုကယ်ဖို့သူဘယ်နည်းနဲ့မဆိုစ조사ပေးမှာပါပဲအင်းဝပြင်ဟောင်းကြံစီတဲ့ကိစ္စမှာခမရကအိမ်တော်ဆက်ဆံရေးအရာရှိဖို့တည်ကောင်းသိနေနိုင်လိမ့်မယ်ဒါပေမဲ့ခမရကကိုယ်တိုင်ကိုကြမပါဝင်ခဲ့ဘူးဆိုတာတော့ကြုတ်ယုံတယ်ဟုတ်တယ်မလားဟုတ်တယ်ကျမမပါဝင်ခဲ့ပါဘူးဒါပေမဲ့ဒီကိစ္စမျိုးဆိုတာထိန်ချန်ထားတာနဲ့တည်တံတင့်နေပြီမဟုတ်လား။ဟော်ဒီဟန်တာရီထင်းနှာဟာ ်ခင်ဗျားတို့ကျုပ်တို့ရဲ့ပခုံးတွေနဲ့ပင့်တင်ပေးခဲ့တာကိုဘယင်ကမေ့သွားမယ်တော့မထင်ပါဘူးပြီးတော့ခင်ဗျားကလွေစားလေဘယင်မိသားစုနဲ့ခင်ဗျားကြားမှာရှိတဲ့တန်ရောစင်ဟာကျုပ်တို့ထက်တောင်စောခဲ့သေးတာမဟုတ်လားမဟုတ်ဘူးပုံမင်းစီးစိန်အာနာဟာလူတွေကိုတစိမ့်ဆန်းစေတယ်ရက်ဆက်တက်စေတယ်ကျေးဇူးကန်းစေတတ်တယ်အခုဆိုကျွန်မဟာသူတို့စီးစိန်အာနာကိုချင်းချောင်းမှုမှာပါဝင်နေပြီဒါကိုသူတို့ခွင့်လွှတ်ပါမလားဒီပြဿနာမှာအဲ့ခေတ်ကကြတာကဥပ္ပယသာဥအောင်များဆိုတာပဲ ကျုပ်သိပြီးပါပြီဥပ္ပယာဇာဟာဘင်းရဲ့နားမှာရှိနေတဲ့လူဟောင်းတွေကိုတရားဝီတရားဖယ်ထုတ်ခဲ့တာသိတာနေတာပဲအခုလဲအင်းဝါပြင်ကိစ္စနဲ့တူခမ ्या ကိုဖယ်ထုတ်ဖို့သူစူးစမ်းနေတာလေစားဒီချင်းနေမှာလက်ရဖို့တို့လူစားတို့လိုလူတွေဘင်းရဲ့ဘေးနားမှာရှိနေဖို့လိုတယ်ဆိုတာသူသိအောင်ကျုပ်ကမုန်းကနေတစင်ပြောခိုင်းမယ်ခမ ्या ဘာမှမဖြစ်စေရဘူးလေစားအခုလောလောဆယ်တော့ကျမကိစ္စထက်အရေးကြီးတဲ့ကိစ္စတစ်ခု ရှင့်ကိုအခုကြီးတောင်းရလိမ့်မယ်တယ်ဗန်ပြောပါလေစား ခုဘင်းနမတော့မြေသူမင်းသမီးအချုပ်ခန်းထဲမှာပြင်းပြားနေတယ်။အားရှိတဲ့အစားအစာတစ်ခုခုနဲ့ဆေးလိုအပ်မယ်။တမားတော့ရရင်တော့ပိုကောင်းတာပေါ့။ဒီအတွက်စိတ်မပူပါနဲ့။ဒီထောင်မှုကကျုပ်လက်အောင်မှာစစ်တိုက်ခဲ့မှုတွေနဲ့တွေးတောက်ကြည့်တယောက်ပဲ။ကျုပ်ကြည့်ပြောပေးပါမယ်။ခင်ဗျားနေရေးထိုင်ရေးအဆင်ပြေအောင်မှာကျုပ်စီစဉ်ခိုင်းလိုက်မယ်။နောက်တစ်ခုရှိသေးတယ်တာမန်။ကျမကိုတန်လင်ဘက်ကဖမ်းလာတော့ငါကျမငလေးကိုမာလိုက်တယ်။ငလေးရောမေဖူးနဲ့မေစောလေးတို့ကိုကျမစီကဘာမှအကြောင်းမကြားမချင်း ဟန်တာဝတီကိုပြန်မလာဖို့မှာထားတယ်။အခုသူတို့ဟန်တာဝတီကိုပြန်လာဖို့လူလူပြီးပြောပေးပါ။ရှင်တို့ဟန်တာဝတီမှာရှိနေပြီဆိုသူတို့ကိုစောင့်ရှောက်နိုင်မယ်လို့ကျွန်မယုံကြည်တယ်။ကောင်းပါပြီလေသာ။ဒီကိစ္စလည်းစိတ်မပူပါနဲ့။ဘုံမင်းလက်ရဖို့နဲ့မြတ်ဝါလိုစီစဉ်ပေးပါလိမ့်မယ်။မဟာသမယာစာဒီပတိမရှိတော့ရင်ဘာတွေဖြစ်လာနိုင်လဲ။ညီလာခံထဲမှာဂျမိုင်းဒီယာစာဖွဲ့ခန့်ဟန်တာဝတီပြင်ဥအောင်လိုက်အတန်း။ဟန်တာဝတီထင်းနှံကိုချင်းချောက်နိုင်မယ် အင်းဝန်သားတို့ရဲ့မျောလင်းချက်တစ်ခုယော့သွားတာပေါ့ဗျာဥပ္ပယစာဦးအောင်မြားကရှောက်တင်လိုက်သည်ဘုံမင်းလှရဖို့အနေနဲ့ကောဗာမင်းရှောက်တင်စရာရှိလဲအခုအထက်အညာမှာဖြစ်ပွားတဲ့စစ်ပွဲဟာအင်းဝဘင်းဟောင်းနဲ့ဘလို့မှတက်ဆိုင်ခြင်းမရှိပါဘူးဗျာအောင်စေးကခေါင်းဆောင်နဲ့မုတ်ဆိုးဘော်အုပ်စုဟာအင်းဝဘင်းဟောင်းကိုနမ်းပြန်တင်လို့တဲ့အရေးအယောင်တောင်မတွေ့ရပါဘူးဒါကြောင့်မဟာသမားရာသာတိပတိရှိခြင်းမရှိခြင်းဟာဘာမှတော့အကျိုးမထူးနိုင်ဘူးလို့ရှောက်တင်ပြရစီဘုံမင်းတလပန်းကရော ဟန်တာဝရီနဲ့အောက်ပြည်နီးသွိုင်းမှာရှိတဲ့ဗမာအမှုရန်တွေဗမာကြေးကျွန်းတွေရဲ့စိတ်ထဲမှာဟန်တာဝရီကိုမုံတိမှုတွေပိုလာနိုင်တယ်ဆိုတဲ့ကိစ္စမျိုးကိုလည်းတတိချက်တင်ပါတယ်ခင်ဗျာနိုင်ငံရေးကိုကန့်တွေ့ရမှာမဟာသမယာစာတိပတိရှိနေခြင်းအဖြစ်အထက်တကျောကဗမာတွေကအောင်စရာကိုလုံလုံလည်လည်မပူပေါင်းသေးတဲ့အကျိုးကျေးဇူးရှိနေမှာကိုလည်းသက်စတင်ပါတယ်ခင်ဗျာအမတ်ကြီးပညာအရိန္ဒမနဲ့ပညာကျင်ပညာအဲတို့ကရောဘာလျှောက်ဆရာရှိလဲမှန်ပါဗျာ ကျွန်တော်မျိုးဗညာအရိန်သမားကအင်းရှင်မင်းနဲ့အတူထက်သူထက်မြတ်တဘောရပါတယ်မဟာဓမရာဇာဓိပတိရှိနေသေးတယ်မြဟန်တာဝရီကအင်းဝါမှုရန်တွေအနေနဲ့နောက်ထပ်ဒီလိုကြံစီမှုမျိုးတွေရှိမလားဘူးလို့မပြောနိုင်ပါဘူးဗျာဟုတ်ပါတယ်ဟုတ်တော့ဗျာမဟာဓမရာဇာဓိပတိရှိနေတယ်မြဗမာတွေဟာသူတို့ရဲ့ထိနှံကိုမျောလင့်နေကြအောင်ပါပဲခုနတလမန်းလျှောက်တယ်လို့အောက်ပြည်ကဗမာတွေကိစ္စကိုလည်းကျွန်တော်မျိုးသွေးတော်စီမံထားပြီးသားပါဗမာဆိုရင်ကျွန်တော်မျိုးအင်းရှင်ဥပ္ပယာဇာကြီး ချိတ်တစိတ်ပါတဲ့နှထောင်းကိုပန်ပြီးတစ္ဆာခံစေပါမယ်။တစ္ဆာခံနှထောင်းမပါတဲ့ဗမာမှန်သမျှရှားချက်ဖို့ပင်လယ်ထဲကိုပို့ဖိနှိပ်ထားစေပါမယ်။ဒါဆိုရင်တင်းတို့ထောင်လားဝန်းတော်မှာမဟုတ်ပါဘူးဗျာ။ဦးအောင်လာကခိတ္တများတိတ်ဆိတ်နေပြီ။အမိန်တော်မှတ်မယ်။နာဂန်တော်များအင့်ပြင်အာလုံခန္ဓာကိုယ်များမှတ်လိုက်ကြ၏။အချုပ်ခန္ဓာကမကြီးကိုဖွင့်လိုက်တဲ့ကြောင့်နန်းတွယ်ကိုပြန်ပို့လာကြပြီဖြစ်ကြောင်းလွေစာတိလိုက်မိသည်။ လွန်ခဲ့တဲ့နှစ်နာရီခန့်ကနန်းတွယ်အားထောင်မှုလမ်းများကအပြင်သို့ခေါ်ထုတ်သွားကြ၏လွေစာမှာမကျမ်းမာမှဖြစ်နေသောရှင်နင်းအံကိုလာပို့ထားသည့်စားစာများကြွေမွေရင်းကြံရိတ်ခဲ့ခြင်းဖြစ်သည်အချုပ်တိုက်ကအမောင်တိပြန်ကျသွား၏ဘဒူတဲ့လဲမင်းသမီးမြင့်မှုမင်းသားအောင်စာသူမင်းသမီးကိုတန်ရောစင်မကုန်သေးဘူးကိုဘာတဲ့လဲသူကမေးတယ်သူ့ကိုတကယ်မချစ်ခဲ့ပဲဒီကိစ္စအတွက်ပြည့်ရဲ့တုံးချင်းကပ်ခဲ့တာမှန်ပဲလားတဲ့ တကယ်လို့နန်းတွယ်ကသူ့ကိုတကယ်ချစ်ခဲ့ပါတယ်ဆိုရင်သူ့အတက်နဲ့လဲပြီးနန်းတွယ်ကိုသူကယ်တင်မယ်တဲ့လေမင်းမီးကဘာပြောလိုက်လဲနန်းတွယ်ဒီတစ်ခါတော့သူ့ကိုမလိန်ခဲ့ပါဘူးလေစာမလိန်ခဲ့ဘူးဆိုတာနန်းတွယ်သူ့ကိုတကယ်မှမချစ်ခဲ့တာဟာနန်းတွယ်တို့အားလုံးကိုရှင်ပင်ကတေးတန်ချလိုက်ပြီးလေစာနန်းတွယ်ရဲ့အတန်ကပုံမတိုးလျရသွားပြီလဲလျောင်းနေတော့ရှင်နေအန်ထံမှာငိုတန်တက်တက်ထွက်လာပြီပိုဆိုးတာက နန်းတွယ်ကိုစီရင်ဖို့မင်းနတ်အောင်စကိုဥပယာစာကတာဝန်ပေးလိုက်တဲ့ဟာရက်ဆက်လိုက်ကြတာနန်းတွယ်ကြောင့်လေးစားပါအတက်ပဲတွေ့ရတော့မယ်တောင်းပန်ပါတယ်ရှင်နှင်းအိုက်တဟီဟီငိုရန်ကပုံမကျဲတော်လာတော့လီ1954အောက်တိုဘာလ23ရက်နနက်အာယုံတက်အာလုံးထားတော့အပြင်ထွက်ရမယ်ဘကွက်သားသူဤအတန်ကျဲကျဲလောင်လောင်ကြောင့်အချုပ်ခန်းတစ်ခုလုံးနိုးထလာသည်ချုပ်ထောင်မူဒန်တို့ကထိတ်တုံးများကိုလိုက်လံဖြုတ်ပေးလိုက် လမ်းကောင်းကောင်းမလျှောက်နိုင်တော့ရှင်နင်းအံကိုနန်းတွင်နေလီစာတို့ကတွဲထူလိုက်ကြသည်အကျဉ်ထောင်ပြင်ပတ်တလင်းပြင်ပတ်ချလဲတွင်ပတိတေနတ်ကင်များဒလွတ်ကင်စစ်တီများကဝန်းရံထားကြ၏မဟာသမရာဇာတိပတိနှင့်မိဖုရားသုံးပါးကိုတလွန်ဟောင်းတစ်ခုပေါ်တွင်ထိုင်ခိုင်းသည်သူတို့ရှိတွင်မဟာသမရာဇာတိပတိညီတော်မင်းရဲ့ကြော်စာဘွဲ့ခံမောင်ဆိုးနှင့်မင်းညီမင်းသားများမင်းသမီးတွေကဒီဘက်ကိုလာကြမင်းသမီးများကိုစီတန်းထိုင်နေရမည့်နေရာတွင် င်းသမီးမင်းရွှေနန်းကရောက်နေနေသည်ရှင်နင်းအန်အားနန်းသွယ်နှင့်လေစာကတွဲခေါ်လာ၏ကိုမြင်သည့်အခါမဟာဓမ္မအရသာဒီပတိမှာစိုးရင်စွာဖြင့်မတက်ရဟန်ပြုတ်လိုက်သည်ဘင်မင်းမြတ်ငြင်းငြင်းလေးထိုင်နေဖို့သတိပေးပြသည်အနည်းရှိဟန်တာရီစစ်ဖို့တူကသတိပေးလိုက်သည်မင်းသမီးကတုံးပါတယ်ပါမင်းကဘာလုပ်လဲကျမကသူ့ကိုတွဲလိုက်ပို့တာပါထိုချိန်တွင်ဟန်တာရီစစ်ဖို့ကသူ့တို့အနီးတို့အပြေးရောက်လာသည်ကုန်နေကြီးလူသား ကုံနယ်ကြီးလီစာကဒီဘက်တာမန်ကျေကျွန်တွေရှိတဲ့နေရာမှာနေပေးပါအင်းဝမင်းအင်းဝမင်းအိမ်တော်မှုထမ်းများရှိရာတန်းတောင်ဆုံးတွင်လီစာကဝင်ထိုင်လိုက်ခေတ္တများကြာတော့အခါကျိုးခွေများကင်လာသည့်စစ်သားများရောက်ရှိလာကြသည်လီစာအပါဝင်အိမ်တော်မှုထမ်းများ၏လယ်ပင်များတွင်ကျိုးခွေများဆွတ်လိုက်ပြီးတွေ့တန်းလိုက်ကြသည်မဟာဓမရစာဒီပတိနှင့်မိဖုရားများမင်းကြီးမင်းသားများမင်းသမီးများမှမူအဆောင်အကျပ်များဝန်းရံထားတော့လဲရင်များပေါ်လို့ရောက်ရှိနေပြီဖြစ်သည် အားလုံးလူဆုံမီလားဟဲ့။အော်ရန်ကြားရလို့လေစာလှမ်းကြည့်လိုက်သည်။မြင့်မုံမင်းသားအောင်စာ။အောင်စာ၏မျက်နှာကခံစားချက်မဲ့နေသည့်ကြောက်စရုပ်ကဲ့သို့။စုံပါပြီကိုတော်လေးဖျာ။ဒါဆိုစထွက်ကြမယ်။ဟန်တောင်ရီမြို့အနောက်တကားစီတို့ဥတီခဲ့သည်။အနောက်တကားမှထွက်ပြေးသည့်နောက်တင်းချိုင်းကိုလည်းဖြတ်ကျော်ခဲ့ပြီဖြစ်သည်။နေကတဖြည်းဖြည်းမြင့်သည့်ထက်မြင့်လာသည်။ကျုပ်မူတမ်းများမှာရင်းငတ်လွန်းသည့်ဖြင့်ညင်းညူနေကြ၏။လူစားကမျက်လုံးတို့ပြဝေလာသည်။ တချိန်ကတန်လင်းမြို့အင်းဝါတီကုန်းချောင်းခေးဖြင့်လမ်းလျှောက်သွားကြရတော့မိမိဘိုးဘွားပေါ်တူဂီတုံမန်တို့၏ခေးချမ်းကိုမျက်လုံးထဲတွင်မြင်အောင်လိုက်ဗျံအခုပြန်ထလဲကြရတော့အမှုတန်တချို့ကိုဟန်တာလေးစစ်တီများကတပြားတပြားများဖြင့်ရိုက်လိုက်တံများမကြခဏထွက်ပေါ်နေချို့ကလည်းမိမိတို့အင်းဝါတို့ပြင်ပြီးတော့တို့မဟုတ်အချင်းထောင်တနေရာတို့ပို့ပြီးအလောက်ကျန်ခိုင်းစင်ပြီးတော့ဒီဟာဖြစ်နေကြသည်စီတီကျေးရွာတို့ပင်ရောက်ရှိလာခဲ့ပြီဖြစ်သည် ဘိုးချောင်းရေပြင်လက်လက်ကိုမြင်အောင်နေရ၏ဘိုးချောင်းရေပြင်လက်လက်ကိုမြင်နေရ၏စီတီကျွေရအောင်ပဲထနောင်းပင်အရေးစီတီကျွေရအောင်ပဲထနောင်းပင်ရရှိပြန့်ပြူတော့တောင်းမြင်နေလူတန်းကြီးရက်တန်းလိုက်ကြသည်မနေ့ကလေးကဘာမှမစားတော့ရသေးတော့လူများမှာခီးပန်းနေတဲ့ကြောင့်အခြေကုန်လက်ပန်းကျနေကြ၏ဒီနားမှာအကုံစုလာစုကြတနက်တပြင်းပြင်းပြင်းအော်ဟစ်တံများကြောင့်ခြေပြက်လက်ပြက်ထိုင်နေရမှာအပြေးလွှာဆုလာကြသည် နောက်ထပ်တနက်ကင်စစ်တီအင်အားများကရေပြင်နှင့်ကမ်းပတ်ပတ်လေကိုဝိုင်းရံနေရာယူလိုက်ကြိုက်ဝါဒနီတို့ဖြင့်တိဆောက်ထားသည့်အဆောက်အဦငယ်တဲတွင်မဟာဓမရာဇာတိပတိနှင့်မိဖုရားများမင်းမျိုးမင်းနွယ်များကိုတွေ့ရသည်အားလုံးမှာမျက်စိတငယ်နားတငယ်နှင့်မြစ်ပြင်တွင်တော့ဖောင်ကြီးတစင်းကအစင်တင်လူစစ်တော့တဆန်ရာရရှိများကလူစင်းကိုလိုက်လံတိုက်ဆိုင်စစ်ဆေးနေကြသည်ထို့နောက်မြင်းမှုမင်းသားအောင်စကရင်းဝပြင်ရှိရာတဲနန်းတို့ရှောက်လာသည် သူနဲ့တူအနောက်တွင်အကြီးများကိုတည်လာသည့်စစ်သားတို့ပါလာ၏။အောင်စကဇပွဲတလုံးတွင်ထိုင်လိုက်သည်။ထို့နောက်ပရဘိုက်ကိုထုတ်ယူလိုက်။အင်းဝါပင်ဟောင်းဓမ္မမဟာဓမ္မအရာသာဒီပတီခေါ်မဖြူ။မဟာဓမ္မအရာသာဒီပတီသည်တလုံးပေါ်မှဆက်ကနေဖြစ်သွားသည်။စစ်သားတို့ကသူ၏လက်ထဲသို့ဂရီဘာဝတ်စာတစ်ခုကိုထည့်ပေးသွားသည်။မဟာဓမ္မအရာသာဒီပတီကထိုဝတ်စာကိုတေချာဖြန့်ကြည့်လိုက်သည်။ ရှုံကြိုးဖြင့်တွဲထားတော့အိတ်တဖွဲအဝတ်စားတစ်ခုနဘိနာမမိပြေခောင်ကြီးမှာအိကနေငိုချလိုက်သည်မဟာသမရာဇာဒေဝတိကချောင်းရီကိုသာငေးကြည့်နေ၏သူတို့အားဂရိဘာအိတ်တွင်ထဲ့ကရေပြင်တွင် ဖြောက်ပြစ်ကြတော်မူကိုပုရေ ကျုပ်တော်ဝတ်လည်ပါပြီကောလွန်ခဲ့တော့နှစ်20ခန်းကသူ၏အမိန်ဖြင့်အေယောင်လီမြေရေပြင်တွင်ရေနှစ်ဖြောက်ပြစ်ခံရသည့်ဝန်ကြီးဥပုကိုမဟာသမရာဇာဒေဝတိရုတ်တရက်တတိယသွား၏ provide ပေါ်မှာမင်းကြီးမင်းသားမကြီးနာမည်ကိုခေါ်နေတော့ on site တန်းမှာရှေ့မဆက်တော့နန်းတွေကခေါင်းကိုမော့အရင်ကိုကော့ထားပြီးအောင်စရှိရလို့ကြည်နေသည်အောင်စကသူ့လက်ထဲမှာ provide ကိုတာအကြာကြီးငဲကြည့်နေနေဘေးမှာအရာရှိစစ်တီများကစိုးရင်တကြီးဖြင့်မေးလိုက်ကြသည်ဘာများဖြစ်လို့ပါလဲကိုတော်လေးဗျာရတယ်ငါဘာမှမဖြစ်ဘူးအောင်စရေးတန်းကတုံရည်နေသည်ထို့နောက် provide ကိုတာပြန်ဆိုင်ကြည့်နေလိုက် မြို့ကြီးမင်းသမီးမြို့ကြီးမြို့သားမင်းသမီးခင်နန်းတွယ်အောင်စကနန်းတွယ်ရှိရလို့လမ်းကြည့်လိုက်ဒီနန်းတွယ်ကအောင်စကို ပြုံးပြီးကြည့်နေဈေးငယ်ကိုဖေဟာငါကိုတော့နေထိုင်လို့သိမ့်မကောင်းဘူးမင်းပဲလူစင်းရွတ်ပြီးတိုက်ချေကွယ်ဒီမင်းမွေးမှာငါရှိနေမယ်အောင်စက မတက်ထားရလိုက်ဒီမင်းသားဘယ်မှမသွားပါနဲ့လားနန်းတွယ်ဤတန်ကြောင့်အားလုံးအံ့အားတင့်သွားကြ යි ျွန်တော်မျိုးမကိုချစ်တဲ့ယောက်ျားတယောက်ရဲ့ရှေ့မှာကျွန်တော်မျိုးမရဲရဲကြီးတေပြခြင်းလို့ဘဲမှမသွားပါနဲ့လားရှင်မင်းသားအောင်စကနန်းတွယ်ကိုကြောက်ခိုင်းလိုက်ပြီလွေစာတို့တစုကိုကညက်လုံးတွေအဝတ်များစီးလိုက်ကြည်မင်းဆွေမင်းမျိုးများမဟုတ်ကြတော့ကြောင့်သူတို့အားဝေရင်သုံးတဲ့နောက်စေ့ကိုရိုက်တာကွမြင့်မိဖြစ်သည်ထောင်ရာရှိကတေတန်စင်းပါပရဘိုက်ကိုဖက်လျက်နမည်များခေါ်သည်နမည်ပါသူအအသင့်တူထားတော့တွင်ကြီးနှခမ်းဝါတို့တယောက်ပြီးတယောက်ဆွဲခေါ်သွားကြ၏ တော့တချို့ကလည်းတည်တည်ငြိမ်ငြိမ်တချို့ကလည်းငိုရုံရုံကန်လေတချို့ကလည်းဆဲရီအော်ဟစ်နေကြရဲ့လူစားကကက်သလစ်ခရစ်ယာန်တချင်တပုတ်ကိုတည်တည်ငြိမ်ငြိမ်ရွတ်ဆိုနေသည်နေကတဖြည်းဖြည်းဝင်တော့မီမဟာရမရာဇာဒီပတိနဲ့မိဖုရားသုံးပါးဂရိဘာအိတ်တင်အရှင်လက်လက်တွတ်တွင်ပြေခဲ့ပြီဖြစ်သည်နန်းတွယ်ရှင်နင်းအန်းနဲ့မင်းရွှေနန်းတို့အားလည်းဂရိဘာအိတ်များတွင်ထည့်ပြီးခဲ့ပြီအိတ်များဖောင်ပေါ်လို့စစ်တီများကတည်ယူကစနစ်တကျအစီတန်းထားလိုက် တက်ရှူရံများငိုရံများဂရီပါအိတ်အပြင်ဘက်တို့တိုးကန်ထွက်လာနေသည်အချိန်ကြပြီဘုကိုမြေနောက်ဖက်စီနေလုံးကမေးတင်တည်နေဈေးငယ်ဘုကရေရွက်လိုက်သည်ရဲမများကရှစ်ဦးစွာ မဟာမရာသာတိပတိဂရီပါအိတ်ကို ရေပြင်တို့ပစ်ချလိုက်ထို့နောက်ထို့နောက်လေတစည်းကပေါင်ရှိရာတို့အပြေးလော်လာသည်လေရှိတဲ့မတ်တရလိုက်လာတော့မြင့်မှုမင်းသားက ပစ္စတိုတနက်ကိုဘိုးဘော်တို့ထောင်ဖောက်လိုက်ဟေးရက်လိုက်ကြအောင်ရက်လိုက်ကြအောင်ဖောင်ပေါ်မှလူများလန့်ကြဖြစ်သွားကြသည်နန်းတွယ်နန်းတွယ်ပဲမလဲဖောင်ပေါ်တွင်ကြံရှိနေတော့ခရီးပါအိတ်လေးခုစီတို့အောင်စကအပြေးလာသွားကကျိုးဖြည့်ရင်ပြင်လိုက်သည်ဈေးငယ်ဘောကဒူးတုတ်ကအောင်စရီခါကိုလမ်းဖက်ထားလိုက်ဟေးကောင်ငါနန်းတွယ်ငါနန်းတွယ်ပဲမလဲအခုအချက်ချင်းတော့ပြောချင်းမင်းသမီးကို ပြောလာလားဖေအေး ဈေးငယ်ဘုကသူ့လက်ထဲမှာ provide စင်ကိုအောင်စထံပြလိုက်ခုနကပဲရေချလိုက်ပါပြီဟာ